အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမှာကတော့ဆီယမနူနူ၏အင်ဝါရေးသားတဲ့ဟင်းတုတ်ဆိုတဲ့ဝိထုတူလေးဖြစ်ပါတယ်ရှင်ဟင်းတုတ်မနေ့လင်းပြီဆိုတာနဲ့ခင်မွေးတို့ပြန်ကြစေတန်းကလေးစူညံစပြုတ်ပြီးပြန်ကြစေသူတို့ရဲ့ဆူရှရှရလက်လက်အက်ကွက်ကွက်အတန်မျိုးစုံဟာပြန်ကြစေလေးကိုတက်ဝင်လှူရှားစေတယ် ော်ဒီမှာပြေချိုနှုတ်လေးတွေစိတ်သားကိုနှစ်ချက်နနမင်းတွေအရင်စီးတွေတစ်စီးမှတစ်ချက်ထဲတစ်ချက်ထဲပေါ်ပေါ်လေးတွေပေးကုန်ပြီဒါကစူးရှာရှာအက်ကွက်ကွက်အေးမြင့်မာရဲ့အတန်ပေါ့ပေါ်ရလေးနဲ့လက်တာလေးကိုစားမဲ့ကိုရီချမောင်တွေကစွန်းတွေကစွန်းတွေချမောင်တွေကတော့ပေါ်သလားလို့မမေးနဲ့လက်သလားလို့မမေးနဲ့သူများတိုင်းပဲ ဆိုတဲ့ပြာလက်လက်သခေါင်းတံပိုင်ရှင်ကတော့အဝင်းမလို့ခေါ်နေကြတဲ့ကနွယ်ကလျာကောင်းလေးလာလာဒီမှာကြက်သွန်အာလူအာလူကြက်သွန်ဆိုပြီးထက်တလဲလဲပေါ်ထွက်နေတဲ့တိုးတိုးလေးနဲ့လေးလေးအတံပိုင်ရှင်ကတော့ကြီးသိခင်မွေးတံကတေးသေးဆူဆူလေး ပဲတီတွေခန်းတီတွေမုံလာဥတွေကဒီမာလေးဟိရဆုံဒီမာရတယ်လို့များခင်မွေးအတန်ကုန်တင်လိုက်ရင်ဈေးတယ်တွေခြာကနေလှည့်ကြည့်ရမြင်ဆိုင်နီးချင်းတွေကလည်းမျက်စောင်းထိုးကြမြင်အဝင်းမဆိုခပ်ပူပူနဲ့လက်ကလေးနှစ်ဖက်ကော့ပြီးနားတွေကိုပိတ်ရသေးတာဒီနေ့ဥပုံနေ့ဆိုတော့ညံကြဈေးတန်းကအိုစီကားနေတယ်လို့ပဲဈေးုံကြီးပိတ်တယ်လေ ။ဥကလည်းဒါလေးများယူတော့ပါဥရဲ့တေယုတ်ကစုံစစ်စစ်လေးကြောစားအားရှိတယ်။ကျေးဇူးတင်ပါတယ်ဥရဲ့ခုလိုအားပေးတာ။လောက်ကုန်ပြီအဝင်းမတို့ကတော့မြစ်စလုံးထဲကိုလက်နဲ့ထိုးဖွာရင်အေးမြင့်မှာအဝင်းမစီကိုလှမ်းကြည့်မိအောင်ကြည့်လိုက်မိသေးတယ်။အဝင်းမကတနခါနဲ့ကာချဲနဲ့ခင်မွေးတို့တွေကတရားမှတနခါမပါကြဘူး။ရောကြီးတိတ်ကတော့လူကြီးမို့ထားပါတော့ ဟိုအပြိုလေးရွယ်လေးမိမွေးကလည်းမျက်နှာပြောင်နဲ့အင်းမြင့်မာတို့ကတော့ပြောစရာမလိုပါဘူး။ယောက်ျားနဲ့ကွဲတဲ့အကြောင်းရင်းတွေထဲမှာဒီတနခါမလိမ့်တဲ့အမှုပါတယ်။ပြောလိုက်ချင်းဘူး။ယောက်ျားတွေဟာမိမတွေကိုတော်တော်တနခါလိမ့်စေချင်တယ်။ဒါဖြစ်ထားပါလားလို့အိမ်မှာဇိန်နဲ့နှက်ပြီးနေရတဲ့ဘဝမျိုးမှာထားပါလားလို့မုံမလင်းငယ်မျက်နှာတောက်နိုင်နိုင်တစ်ပြီးပြေးရတဲ့ရန်ကြစေးတယ်မှာဘဝမှာဘာလို့ထားသေးတော့ နာနာမင်းပေးပါအောင်။အော်ယူလီမမအရင်စည်းကြီးတွေတစ်ချက်ပါ။ကဲနှစ်ချုံနုလေးတွေဒီဘက်မှာပေါ်ပေါ်လေးနာနာမင်းနေပေါ်ပေါ်လေး။အင်းမြင့်မဒေါ်ကြီးကိုစက်တန်တည့်ရလောက်။ဘာယူမလဲကလေးယူလေး။အင်းမြမစီကစက်တန်တရွက်ကိုဈေးဝယ်တငယ်လေးစီလှမ်းအန်းလုံးတဲကနေစူတန်ကြားလိုက်ရတော့ဒေါ်ကြီးသိန်းထိတ်ခနဲဖြစ်ပြီးရင်းတွေတုံလာတယ် ဘာလဲဟဲ့ဩငါးတဲ့ရိဘက်ကရင်ဖြစ်တာဖះဖះခုတလောဘာဖြစ်မှလည်းမသိပါဘူးရုပ်ရုပ်တဲတဲဆို ထိတ်လန့်ပြီးရင်နေတုံဟာတာတာမောတော်တော်ကြီးဖြစ်ဖြစ်လာတယ်အသက်ကြီးလာလို့ပဲထင်ပါရဲ့တကယ်တော့ဒီတမ်ပလန်နေကြတဲ့မှာကိုတခြားလုံးနေလာခဲ့တာပဲဟာอืมဟာတာတာကြီးဖြစ်ဖြစ်နေတာဟာအစားအသောက်ချွေတာလို့များလား ခုမင်းထင်ပါဘူးကိုချွေတာတယ်ဆိုတာအင်းမြင့်မာတို့မှုမွေးတို့ကိုမင်းထင်ပါဘူးရဲရဲသူတွေဘယ်ချွေခြင်းမမလဲနော်ဒါပေမဲ့ချွေကြရတယ်မိသားစုတွေနဲ့ဝင်ငွေနည်းနည်းလေးနဲ့ကျွေးနဲ့ဈေးနှုန်းနဲ့အဝင်းမလေးလည်းဒီလိုပဲဘူဒီနုနုလေးတွေခန်းချိုဒီကြီးတွေကတော့ဒီမှာနော်ဘူဒီဟင်္ဂါလေးချက်မလားခန်းဒီလေးနှမ်းမလား ဟစ်ကိုချစ်ချစ်နဲ့ကြမှာဟင်းစီစဉ်ဟစ်သူများတွေ လိုက်စီစဉ်ပေးနေနဲ့နှမ်းကြီးတယ်အဝင်းမကိုခင်မွေးမျက်စောင်းထိုးပစ်လိုက်တယ်နှမ်းကြီးရဲ့နားပိတ်ထားဟစ်လို့အတန်ဆူးဆူးနဲ့လည်းပြန်អော်လိုက်တယ်ကုန်းနေပြနေတဲ့လက်ကလည်းကန်ဒီအပုတ်တလုံးကိုဆက်ခနဲ့ဆွဲယူပြီးဘေးကိုလွှတ်ပစ်လိုက်တယ်။ဒီမှာလဲတလုံး ောဒီစူပုတ်ရစီကလည်းပြည့်ရပါပြီ။ဝါပြီးအကုန်ကျွေးကြတော့မယ်။ရက်ကြတော့ရေကနာလာရော။ကဲသွားပြီရောစူပုတ်တစီ။ကော်ပီရွက်တွေကလည်းအပြင်ကဟာတွေကဝါတောင်လာကြပြီ။နိုးနာကလည်းမြန်လိုက်တာ။ပုံစိမ်းရောင်းရတာများအဲ့ဒါစိတ်ညစ်တာ။အရင်တုန်းကတော့ဒီနိုးတွေကိုဥဟာကိုပေါ်ပေါ်ချက်စားပြစ်တာပေါ့။နိုးရင်ဈေးဝယ်ကလည်းမကြိုက်ဘူး။ခုတော့ဈေးဝယ်ကလည်း အနိုးစင်းနဲ့ဝယ်တယ်ကိုလည်းချက်မစားနိုင်တော့ဘူးခင်မွေးရေဘာလဲဟဲ့အချက်ပေးတဲ့အတန်နဲ့ခေါ်တဲ့အဝင်းမစီကိုခင်မွေးလှမ်းကြည့်လိုက်တယ်အဝင်းမမျက်စသွားရဒေါ်ကြီးတိတ်နဲ့အေးမြင့်မတို့ပေးမှာအော်ဟိုလူကြီးလားအသားမဲမဲတုတ်တုတ်ခိုင်ခိုင်မျက်နှာပေါက်ဆိုးဆိုးနဲ့လူကြီးကအာလူပုတ်တယ်ကြက်သွန်ပုတ်တယ် မြစ်ခွန်နေအရင်တွင်နန်းနမင်းအနာတွေကို သူ့အိမ်မဲကြီးတဲ့ကျုံထဲ့နေတယ်။ဒေါ်ကြီးသိမ့်နဲ့အင်းမြစ်မာတို့လွတ်ပစ်ထားတာတွေပေါ့။ဒီလိုဈေးနဲ့မှမယောင်းရတော့တဲ့ဟာတွေလေ။လူကြီးကအဝင်းမဘေးနာကအရွက်ပါလီကချက်မောင်အကြီးပင်တွေနဲ့ကစွန်းရိုးနီအကြီးတွေကကျုံထဲ့နေပြန်တယ်။ခင်မွေးပစ်ထားတဲ့ candy ပုတ်နဲ့ စုပုတ်စီအဝါကျေတွေကော်ပီရက်အဝါတွေရောလူကြီးကခတ်တီးတီးရယ်ဘယ်သူမှလည်းမကြည့်ဘူးဒေါ်ကြီးသိန်းနဲ့လူကြီးရွယ်သူလောက်ပဲထင်တယ်90တော့ရှိရောပေါ့ခင်မွေးတို့နားလာပြီးတာနဲ့လူကြီး90တွေပဲရောက်သွားပြီကြည့်ကြည့်90တွေပြီးပုံထားတဲ့ငားညစ်သေးတွေအကြီးကွန်တွေကိုဝင်ကျုံပြန်တယ်ခင်မွေးတို့တွေသူ့စီကနေညနာလွှဲလိုက်ကြရင် တယောက်မျက်နှာတယောက်ဖြတ်ခနဲကြည့်မိကြတယ်။ပြီးတော့ကိုယ်တန်လေးကို ထုတ်လွှင့်အော်ဟစ်လိုက်ကြရင်ဈေးရောက်ကြပြန်မယ်။စိတ်ပတိစိတ်ပတိစိတ်ပတိလက်ခံမွေးဖြူဖြူသပင်းဖြူဖြူနဲ့ပတိတွေရောက်တဲ့အဖိုးကြီးလာပြီ။သေးဝယ်တွေကြားထဲမှာပတိတွေအတင်းလှုပ်ရမ်းပြနေပေမဲ့ဘသူကမှလည်းတိတ်မွယ်ကြဘူးเนาะ ဟောဟာမလေးလဲလာနေပြီဟဲ့တတိထားကြသခွားတီးတို့တည့်တီးတို့ဘာတို့ကိုဇိုးနေစကနေဆွေယူစားပြတ်တတ်တဲ့စိတ်မနှံတနက်ကောင်မလေးပေါ့တနခါဘင်းကြားနဲ့ပါဇက်သေးကလည်းဘာတွေလဲမသိပလုံပလောင်ဝါလို့သူကြည့်ရတာတနေ့တခြားပိန်လိုက်လာသလိုပဲသားတို့သမီးတို့မြီးတို့ရဲ့အဖိုးဟာလည်းအရင်တုန်းက ဒီဈေးထဲမှာဈေးရောက်စားတဲ့သူတယောက်ပါပဲအခုတော့အဖိုးသက်86နှစ်ရှိပါပြီဘာမှမလုပ်နိုင်မကိုင်းနိုင်မစားနိုင်တော့လို့အဖိုးကိုကြွေးကြပါအောင်ကွယ်ဒီအဖိုးရဲ့တုံတုံရင်ရင်ပြတ်တောင်းပြတ်တောင်းအတန်ကတော့ကြားရသူတိုင်းကိုစိတ်ထိတ်ခိုက်စေပါတယ်မေးစီနဲ့မြေကြီးနဲ့ထိမတက်ကိုင်းနေရှာတဲ့ခါကိုတောင်ဝင်းနဲ့ဖေးမရင် ဖြည်းဖြည်းချင်းရှောက်နေရှာတဲ့အဖိုးရဲ့လေပင်ကလွဲကလေးတဲ့ကိုဘသူဖြစ်ဖြစ်ပစံထဲလိုက်ကြတာပဲ။ရောကြီးသိန်းဆိုအဲ့ဒီအဖိုးလာတိုင်းမျက်ရည်ကတဝဲဝဲအာကိုအားထားမရှိတဲ့အပြိုကြီးတကိုကြီးကငါကြည့်ရင်လဲဒီလိုပဲဒီစည်းထဲမှာလာရမလားမသိဘူးနော်တဲ့အဝိမရေးပိုက်စာလိုက်တာဟဲ့အဲ့လဲအိတ်ချင်တယ်ဒီလိုအချင်းဆိုဂါထာလိုရွတ်နေကြခင်မွေးရဲ့ ညဉ်ညူတန်ကိုအင်းမြင့်မာကထောက်ခံတယ်။အဲ့ကလေးကဘာမှမစားရသေးဘူးတဲ့။အတိုင်းဖောက်တော်တော်ညီနေကြကိုကောင်းပေါ်လဲကိုကြည့်ကြအောင်ဒေဝောကမဲလို့တဲလို့ဟဲ့လာပြီဟဲ့လာပြီဟဲ့အဝင်းမတောင်စကားမဆုံးသေးဘူး။ရန်ကုန်မိုးပီတာလိုက်တာဒေါ်ကြီးသိမ့်ရဲ့ဖြစ်ကြဆန်း plastic မိုးလေးအောက်ကိုခင်မွေးတို့တွေစုပြုံတိုးဝှေ့ပြီးမိုးခိုကြရတယ်ခင်မွေးတို့ အဝင်းမတို့ကုံစိမ့်တွေကဘာရေးလဲမုံမီတော့လဲယေစုပိသားဖြစ်တာပေါ့တို့ကြီးသိမ့်ကျက်တော်နေကသာမိုးစုံမခံနိုင်တာတိတ်သာတော့ဟဲမိုးကလဲငါတို့ဓမင်းစာနေပြီတို့ကြီးသိမ့်အတန်တိုးတိုးလိုပဲအားလုံးစီကအတန်နေထွက်လာကြတယ်ဈေးကွဲချိန်လေဈေးကွဲချိန်ဖြစ်တယ်လို့ဓမင်းစာချိန်လည်းဖြစ်တယ်ဓမင်းစာပြီးရင်ဒီနားမှာပဲတရေတမောအိပ်ပြီးညနေဈေးကိုစောင့်ရမှာ လောလောဆယ်ကတော့ဒီမိုးလေးတက်ရင်အားလုံးထမင်းစားကြဖို့ပဲအဝိမရဲ့ထမင်းသွားဝယ်တာအိမ်အောင်များကြနေသလားလို့အေးအောင်းမေနောက်ဆိုကိုဖတာကိုသွားဝယ်ကြကျုပ်မဝယ်ခန်းညမယ်မလုပ်ပါနဲ့အေးညီကလည်းစိတ်မကောက်ပါနဲ့ညီဝယ်မှာထမင်းရပိုရတာအေးခင်မွေးမပြောပါနဲ့ဟဲ့အေးမြင့်မှာလက်ထဲကထမင်းထုတ်တွေကိုခင်မွေးကမျက်စောင်းထိုးကြည့်လိုက်တယ် ုတ်တော့လဲဟုတ်တယ်ဟုတ်တော့လဲဟုတ်တယ်ခမင်း၃ချက်ဖိုးကိုကျွတ်ကျွတ်အိတ်အသေးလေးတစ်လုံးမပြည့်တပြည့်ရအောင်အဝင်းမမို့ဝင်နိုင်တာဒါပေမဲ့ခင်မွေးတော့ဘယ်တော့ဖြစ်ဖြစ်မဝပါခမင်းဖြူတုတ်ကလေးတွေကိုစီရှေ့ချရင်ခင်မွေးတို့တွေငြိမ်သက်နေကြတယ်အဝင်းမစီကတွေးကိုဂလူကနေမျိုးချတန်ထွက်လာတယ်စားလှပြီလေဒါပေမဲ့စားလို့မှမရသေးတာ ။သမင်းမဲရှိပြီ။ဟင်းမရှိသေးဘူးလေ။ဟင်းတော့ဟင်းတော့ဟောလာပြီဆိုတဲ့အတန်နေတညီတည်းထွက်သွားကြပြီ။ခေါင်းနေခြာကနေလဲသွားကြတယ်။ဟင်းတော့ဟင်းတော့ဆိုတဲ့မာဆက်ဆက်အတန်ဟာ ပြန်ကြစည်းသူစည်းသားတွေအတွက်အင်မတန်တရားနာပြောဝဲရှိတဲ့အတန်။ပုံမှာလာနေပါပြီ။ဟင်းတုတ်ကလေးတွေအပြည့်နဲ့ဆွဲခြင်းဆွဲထားတဲ့ဟင်းတုတ်တွေလာနေပါပြီ။ ခင်မွေးတို့တွေငါးချက်တန်အနုံးလေးတွေကိုအစင်သစ်ထုတ်ထားလိုက်ကြတယ်ဒီလိုလေးတို့ခင်မွေးတို့ရှိကိုငါးချက်တန်ဟင်းထုတ်ပူပူနွေးနွေးလေးတွေရောက်လာတယ်အဆလာနဲ့တတင်းတင်းကရန်ကြစည်းတစ်ခုလုံးကိုတောင်ဖုံးသွားမတက်ဖဲအိုးစော်နန်းထမင်းကိုတော့အသာလေးဖုံးနိုင်အောင်ပေါ့ဟင်းထုတ်တဲ့ကိုဟိုကတီကလန့်ခေါ်ကြတယ်မရလိုက်မှာဆိုလို့ငါးချက်တန်ဟင်းဆိုတာဘယ်မှာမှမရနိုင်ဘူးလေ ဘသူတွေကဘလောက်ပဲခေါ်ခေါ်အသားမဲမဲတုတ်တုတ်ခိုင်ခိုင်ရနှပေါဆိုးဆိုးနဲ့အသက်50လောက်ရှိတဲ့ဟင်းထုတ်တဲ့လူကြီးကဘာမှလည်းပြန်မပြောပြန်မဆိုးခက်တီတီပဲမနဲ့တုံးကလို့ခက်တီတီပဲကျွတ်ကျွတ်အိတ်ထမင်းထုတ်ထဲမှာခင်မွေးဆန်းလိုက်တဲ့ဟင်းတွေကငါးကြီးကွန်ဘက်ကလေးတွေကမရုပ်စီအောင်ဝင်းလို့ပြီးတော့ခန်းဒီဘတ်တစ်ဖက်ထမင်းလောက်ကိုဆုပ်လူဆဲဆဲ ခင်မွေးလက်တွေတွန့်သွားတယ်။ခင်မွေးကြောင့်မနော်။အိုးဘာတွန့်စရာရှိလဲစားလာပြီ။ပုံမှာသူများတွေစားနေလိုက်ကြတာ။အမင်းလောက်ကိုပါဇက်သေးသွင်းရင်ရှေ့ကခင်းသီးပုံပေါ်ခင်မွေးမျက်လုံးရောက်တယ်။ပိုးပေါက်ခင်းသီးပုတ်ထဲကတရွတ်ရွတ်ထွက်လာတဲ့ပိုးလောက်ကလေးကခင်မွေးကိုလောင်ပြုံးပြုံးပြနေသလိုပါပဲလား။နုနုကြီးအင်းဝါ အဆုံးထိနားဆင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်